ရုရှားလေတဲ့အခြေစိုက်စခန်း Engels 2ရဲ့ဂျိုဒူးတပ်ပုံတွေမှာယူကရိန်းရဲ့တိုက်ခိုက်မှုနောက်ပိုင်းပျက်စီးနေတဲ့အခြေအနေတွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဒီစခန်းမှာဒေါ်လာတန်းနဲ့ချီတန်တဲ့ဘုံချဲလေရင်တွေလက်နက်ခဲရဲ့မီးကြောက်တွေတူလောင်ထားတာကိုတွေ့ရပါတယ်။တိုက်ခိုက်မှုမတိုင်ခင်နဲ့တိုက်ခိုက်မှုပြီးတဲ့နောက်ပုံတွေကိုနှိုင်းရှင်ကြည့်ရင်ဒီမှာသိမ်းသီးထားတဲ့ပျက်စီးအများစုပျက်စီးသွားတာကိုသိတာထင်ရှားစွာမြင်နိုင်ပါတယ်။အချက်အလက်တွေရာဒီစခန်းမှာရှိတဲ့ခဲရဲ့မီးကြောက်61ရာခိုင်နှုန်းလုံးဝဖျက်ဆီးခံရပြီး73ရာခိုင်နှုန်းပျက်စီးသွားက25ရာခိုင်နှုန်းသာကျန်ရှိတော့တယ်လို့သိရပါတယ်။ ဒါကြောင့်ပဲရုရှားကဒီတိုက်ခိုက်မှုကိုတမိုင်းတလျှောက်အကြီးမားဆုံး drone တိုက်ခိုက်မှုလို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒီစခန်းကိုလေကြောင်းကာဝေးရေးစနစ်အမျိုးမျိုးနဲ့ကာထားတာပါ။ဒါကြောင့် Ukraine drone တွေဘလို့ဖျက်ချော်နိုင်ကြတယ်လဲဆိုတာမေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။အဖြေက Ukraine တပ်တွေရဲ့နီးပြူဟာကြောင့်ပါ။လွန်ခဲ့တဲ့တစ်ပတ်ကလည်း Ukraine က drone 300နဲ့မော်စကိုမြို့ကိုတိုက်ခိုက်နိုင်ခဲ့ပြီးအများစုကရုရှားရဲ့လေကြောင်းကာဝေးရေးစနစ်ကိုကျော်နိုင်ခဲ့ပါတယ်။ Ukraine တပ်တွေဟာ drone တွေကိုသုံးပြီးရုရှားတပ်ကိုလှည့်စားခဲ့တယ်လို့ အစင်းမြင့်ဤပညာရင်းနဲ့ရုရှားရဲ့ကာဝေးစနစ်တွေကိုဖြိုခွင်းနိုင်ခဲ့ပါတယ်ဒီဖြစ်ရပ်တွေကယူကရိန်းရဲ့ drone ဤပညာနဲ့စစ်ဗျူဟာတွေဟာရုရှားရဲ့အစစ်မြင့်ကာကွယ်ရေးစနစ်တွေကိုတောင်ကျော်လွှားနိုင်ကြောင်းသက်သေပြနေပါဗျ။ယူကရိန်းမှာမဟာဗျူဟာမြောက်လေရင်တွေမရှိပေမဲ့ drone တွေကိုအစားထိုးအသုံးပြုပြီးရန်သူနယ်အတွင်းကအရေးပါတဲ့ပြစ်မှတ်တွေကိုစနစ်တကျတိုက်ခိုက်နိုင်တာကိုတမိုင်းမှာပထမဆုံးချိန်မြင်တွေ့နေရပါဗျ။ယူကရိန်းရဲ့စစ်စင်ရေးတွေဟာခင်မီစစ်ရေးအတက်ပညာရဲ့စံပြပုံစံပါပဲ။ဤပညာအစစ်မြင့်မှု အသေးစိတ်စီမံကိန်းချမှတ်မှုနဲ့မစုံမနစ်တိုက်ခိုက်လူစိတ်တွေကိုပေါင်းဆက်အသုံးချလာတာပါဇူလိုင်လ2024မှာယူကရိန်းမှာထိန်းချုပ်ထားတဲ့နေရာကနေကီလိုမီတာ900กว่าမှာရှိတဲ့ရေနံချက်ဆက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်ဒီဆက်ရုံဟာပင်လယ်နဲ့ရေတပ်အတွက်အရေးကြီးတဲ့လောင်စာထောက်ပံ့ရာနေရာဖြစ်ပါတယ်ယူကရိန်းကရင်ငုတ် drone တွေနဲ့လေကြောင်း drone တွေကိုတွဲဖက်အသုံးပြုပြီးတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီးရုရှားရေတပ်ရဲ့လှုပ်ရှားမှုတွေကိုအတိုင်းအတာတစ်ခုထိဟန်တားထားနိုင်ခဲ့ပါတယ် ။ဩဂုတ်လ2024မှာတော့ရုရှားရဲ့ latest scan တစ်ခုကိုယူကရိန်းက drone နဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီ scan မှာဗုံးကျဲလေယာဉ်တွေရှိနေပြီးယူကရိန်းနယ်မြေတွေကိုမကြာခဏတိုက်ခိုက်လေရှိပါတယ်။ယူကရိန်းက American ထောက်ပံ့တဲ့ drone တွေကိုအသုံးပြုပြီးရုရှားရဲ့ radar sniff တွေကိုလှည့်စားခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့ S300 နဲ့ S400 လေကြောင်းကာစနစ်တွေဟာအားနည်းချက်တွေရှိနေကြောင်းပေါ်လွင်လာပါတယ်။ယူကရိန်းရဲ့ drone နည်းပညာနဲ့နည်းဗျူဟာတွေဟာ ရုရှားရဲ့ကာဝေးရေးစနစ်တွေကိုကျော်လွှားနိုင်ကြောင်းတက်သေပြနေပါတယ်။ယူကရိန်းရဲ့စစ်စင်ရေးတွေဟာခင်မီစရေးအတက်ပညာရဲ့အဆင့်မြင့်မှုကိုပြသနေပါတယ်။အဆင့်မြင့်နည်းပညာအသေးစိတ်စီမံကိန်းချမှတ်မှုနဲ့မပြတ်တမ်းတိုက်ခိုက်လူစိတ်တွေကိုအမကန်ပေါင်းဆက်အသုံးချထားပါတယ်။ပေလယ်နက်ကမ်းခြေမှာရှိတဲ့ရင်းနှက်ချက်ဆက်ယုံအခုကို2024ဇူလိုင်လမှာယူကရိန်းကတိုက်ခိုက်ခဲ့ပါတယ်။ဒီဆက်ယုံဟာယူကရိန်းထိန်းချုပ်နယ်မြေကနေကီလိုမီတာ900กว่าမှာရှိပြီးပင်လယ်ရင်နဲ့ရေတပ်အတွက်အရေးကြီးတဲ့လောင်စာထောက်ပံ့ရနေရဖြစ်ပါတယ်။ ယူကရိန်းက Magura V5 ရေငုပ် drone တွေနဲ့တခါတည်းတိုက်ခိုက်ခဲ့ပြီးလေကြောင်း drone တွေကိုလည်းအသုံးပြုခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကြီးမားတဲ့မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီးရုရှားရေတပ်ရဲ့လုပ်ငန်းဆောင်တာတွေကကမောက်ကမဖြစ်စေခဲ့ပါတယ်။၂024ခုနှစ်ဩဂုတ်လမှာတော့ရုရှားရဲ့ Volgograd ဒေသက Marinkov latest scan ကိုယူကရိန်းကတိုက်ခိုက်ခဲ့ပါတယ်။ဒီစကမ်းမှာယူကရိန်းနယ်မြေတွေကိုမကြာခဏတိုက်ခိုက်လို့ရှိတဲ့ဗုံးကျဲလေယာဉ်တွေရှိနေပါတယ်။ယူကရိန်းကအမေရိကန်ထောက်ပံ့တဲ့ ADM-160 drone တွေကိုအသုံးပြုခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့ S300 နဲ့ S400 လေးကြောင်းကစနစ်တွေရဲ့အားနည်းချက်တွေပေါ်လွင်လာပါတယ်။ရုရှားလေကြောင်းကာဝေးစနစ်တွေဟာအတူရောင်ပြင်းပတ်တွေကိုသာတော့ခတ်ပစ်ခတ်နေချိန်မှာပထမဆုံးရောက်ရှိလာတဲ့ Ukraine drone တွေကရုရှားရဲ့အာရုံခံစနစ်တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ပြီးတော့မှလေကြောင်းကာဝေးရေးနေရာတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ရုရှားကာဝေးရေးစနစ်တွေရိုင်းနေနေတဲ့အချိန်မှာပဲ Ukraine troop drone တွေရဲ့တိကျတဲ့တိုက်ခိုက်မှုတွေစတင်လာပါတယ်။ drone တွေဟာလေယာဉ်တွေကိုမပြန့်တန်းနိုင်အောင်ကုတ်ကဲရေးစင်တာတွေ လင်းရင်အိမ်တွေနဲ့အရေးကြီးအဆောက်အဦတွေကိုပိတ်မှတ်ထားဖျက်ဆီးခဲ့ပါတယ်။ရုရှားဘက်ကလည်းလင်းရင်တွေကိုအရှိတ်ဘက်ကိုရွှေ့ပြောင်းရတဲ့အထိဖြစ်ခဲ့ရပါတယ်။2024ခုနှစ်စက်တင်ဘာမှာတော့တာဗာဒေတာကတူရိုဘက်စ်ခဲယန်းတူလောင်ယုံကြီးကိုယူကရိန်းကတိုက်ခိုက်ခဲ့ပါတယ်။ဒီတူလောင်ယုံကြီးဟာမော်စကိုနဲ့စိန့်ပီတာစဘတ်ကြားမှာမဟာဗျူဟာကျတဲ့နေရာမှာရှိပြီးယူကရိန်းနယ်စပ်ကနေကီလိုမီတာ400กว่าမှာရှိပါတယ်။ဒီမှာစကင်နာဒုံးကြီးတွေ၊ဂလိုက်ဘုံးတွေ၊ခရုစ်ဒုံးကြီးကောင်းတွေအများပြားတူလောင်ထားပါတယ်။ ယူကရိန်းက drone တရာကျော်နဲ့အဆင့်ဆင့်တိုက်ခိုက်ခဲ့ပါတယ်။အရင်ဆုံး Rubber က drone လေးတွေနဲ့ရုရှားရဲ့အာရုံခံစနစ်တွေကိုရှုတ်ထွေးအောင်လုပ်ပြီးလေကာဝယ်ရေးတွေကိုအလုရှုပ်အောင်လုပ်ခဲ့ပါတယ်။ပြီးမှ250 kg ပြည့်တဲ့ drone ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်ဒုံးကြီးတွေပောက်ကွဲပြီးမိုင်းအတော်ဝေးဝေးကနေအတန်တွေကျခဲ့ရပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာတော့မော်စကိုမြို့ရဲ့နောက်တောင်ဘက်ကီလိုမီတာ200กว่าမှာရှိတဲ့ Ryazan ရေနံချက်ဆက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီဆက်ယုံဟာရုရှားရဲ့စွမ်းရည်အခြေခံအဆောက်အဦတွေအတွက်အရေးပါပြီးတစ်နှစ်ကိုရေနံတန်းပေါင်းများစွာချက်လုံနိုင်ခွင့်ရှိပါတယ်။ယူကရိန်းက UJ-22 နဲ့ Strix လို့ဝေးဝေးပစ် drone တွေနဲ့တိုက်ခိုက်ခဲ့တာပါ။ဒီ drone တွေဟာဆက်ယုံရဲ့တူတောင်ယုံတွေနဲ့ထုတ်လုပ်ရေးနေရာတွေကိုမီးလောင်ကျွမ်းအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ယူကရိန်းတို့ဟာရုရှားရဲ့အနှစ်သာရကြတဲ့စီးပွားရေးအချက်အချာနေရာတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေပါတယ်။ Ryazan ရေနံချက်ဆက်ယုံမှာမီးလောင်မှုတွေဟာအာကာသကနေတောင်မြင်နိုင်တဲ့အထိကြီးမားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာစက်ယုံလုပ်ငန်းတွေကိုရပ်ဆိုင်းသွားစေရုံသာမကရုရှားနိုင်ငံအတွင်းကိုရှင်းရှင်းလင်းလင်းသတင်းစကားတစ်ခုပို့ဆောင်လိုက်သလိုပါပဲမင်းတို့စီးပွားရေးရဲ့ဘယ်အစိပ်ပိုင်းမှငါတို့လက်လန်းမမီတာမရှိတော့ဘူးဆိုတာပါပဲရုရှားဟာရေရှည်ပြူဟာကိုကျင့်သုံးနေပါတယ်သူတို့ဟာရုရှားလေတောင်ကာဝေးရေးစနစ်တွေကိုခဏခဏပြင့်မှတ်ထားပြီးမဟာပြူဟာမြောက်ပြင့်မှတ်တွေစီလမ်းကြောင်းဖွင့်ပေးနေပါတယ်ဒါအပြင်ကုန်းမြေပေါ်တွေမကပဲပင်လယ်ပြင်ကနေလည်းတိုက်ခိုက်နေပါတယ် ယူကရိန်းရဲ့ပင်လယ်ပြင် drone တွေဟာအခုဆိုရင်စူဒန်ရဲ့ drone တွေနဲ့တိုက်ခိုက်ရေး drone တွေကိုပါတယ်ဆောင်နိုင်လာပါပြီဒီ drone တွေဟာရုရှားပြစ်မှတ်တွေစီကိုသတိမထားမိခင်မှာပဲရောက်ရှိသွားတဲ့ပြီးရုရှားလူကိုဒုက္ခပေးနေပါတယ်ယူကရိန်းရဲ့ဒီဝေးထိန်တွေတောင်တိုက်ခိုက်ရေးစွမ်းရည်တွေဟာရုရှားကိုသူတို့ရဲ့လေကြောင်းကာကွယ်ရေးချထားမှုတွေကိုပြန်လည်စဉ်းစားဖို့ဖိအားပေးနေပါတယ်ဒီလိုဖြစ်ရတဲ့အကျိုးဆက်အနေနဲ့အခြားပြစ်မှတ်တွေဟာနောက်လာမယ့်တိုက်ခိုက်မှုတွေအတွက်ကာကွယ်မှုမရှိသလိုဖြစ်နေပါဗျ။ရေနံချက်ဆက်ယုံတွေကလည်း radar scan တွေအထိတိုက်ခိုက်မှုတိုင်းဟာ အကွာအဝေးနဲ့ကာဝယ်ရေးတွေဟာလုံခြုံမှုအာမခံချက်မရှိတော့ဘူးဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။မကြသေးခင်ကယူကရိန်းနဲ့တိုက်ခိုက်ခဲ့တဲ့နောက်ဆုံးချိန်နှစ်ချိန်ဟာယူကရိန်းဟာအရက်သားတွေကိုမဟုတ်ဘဲမဟာဗျူဟာမြောက်စစ်ရေးပြစ်မှတ်တွေကိုသာဂရုတစိုက်ရွေးချယ်တိုက်ခိုက်နေတယ်ဆိုတာကိုထင်ရှားစွာပြသနေပါတယ်။၂025ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာယူကရိန်းတပ်တွေဟာရုရှားနယ်မြေတွင်းကကဆိုဘိုရေနံချက်စက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီဆက်ရုံဟာယူကရိန်းနယ်စပ်ကနေကီလိုမီတာ၈၀၀အကွာမှာရှိပြီးရုရှားရဲ့စစ်တုထမြောက်အကြီးဆုံးရေနက်ချက်ဆက်ရုံဖြစ်ကလုခ်ပိုင်းကုမ္ပဏီကပိုင်ဆိုင်ပါတယ်။တိုက်ခိုက်မှုကြောင့်လုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားပြီးကြီးမားတဲ့မီးလောင်မှုတွေဖြစ်ပွားကရုရှားစစ်တပ်တွေအရေးပါတဲ့လောင်သာထုတ်လုပ်မှုတွေကိုထိခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကယူကရိန်းရဲ့ရုရှားစစ်ရေးလုပ်ငန်းတွေကိုအားနည်းအောင်လုပ်ဖို့ဖြူဟာကိုမီးမောင်းထိုးပြနေပါတယ်။ကီလိုမီတာတစ်ထောင်ကျော်ပြန်တန်းနိုင်တဲ့ဒရုန်းအသစ်တွေဟာယူကရိန်းရဲ့ဝေးလံတဲ့ပြင်းထန်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိကြောင်းသက်သေပြလိုက်သလိုပါပဲ။ 2024ခုနှစ်မတ်လ20ရက်မှာလဲယူကရိန်းဟာဆာရာတုဖ်ဒေသက Engels 2 latest scan ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီစခန်းဟာယူကရိန်းနယ်စပ်ကနေကီလိုမီတာ600အကွာမှာရှိပြီးနျူကလ িয়ার ဘုံးတင်နိုင်တဲ့ TU95 နဲ့ TU160 ဘုံးကျဲလေယာဉ်တွေတပ်ဆွဲထားတဲ့နေရာဖြစ်ပါတယ်။တိုက်ခိုက်မှုက KH101 Cruise တုံးကြီးတွေတူလောင်ထားတဲ့လေယာဉ်လက်နက်တူလောင်ရုံကိုပိတ်မှတ်ထားခဲ့ပြီးကြီးမားတဲ့ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်လေယာဉ်လောင်စာတူလောင်ရုံတွေ ကုတ်ကဲရေးနေရာတွေပျက်စီးခဲ့ပြီးစခန်းကနေကီလိုမီတာ9အကွာဝေးထိပစ္စည်းတွေပြန့်နှံ့ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့အရေးပါမှုကရုရှားရဲ့အဝေးပြေးလေယာဉ်စွမ်းရည်တွေကိုထိခိုက်စေခဲ့တာပါ။ဒီတိုက်ခိုက်မှုမှာယူကရိန်းရဲ့ Beaver drone နဲ့ Aerotab A22 Foxbat လေယာဉ်တွေပါဝင်ခဲ့ပြီးဒီလေယာဉ်တွေဟာကီလိုမီတာ600ကျော်ပြန့်တန်းနိုင်စွမ်းရှိပါတယ်။ဒီတိုက်ခိုက်မှုတွေကယူကရိန်းရဲ့ drone စစ်စင်ရေးစွမ်းရည်ထောက်လန်းရေးကြွမ်းကျင်မှုနဲ့ရုရှားနယ်အတွင်းက စည်ရင်းနဲ့စီးပွားရေးအရေးပါတဲ့ပြစ်မှတ်တွေကိုရွေးချယ်တိုက်ခိုက်နိုင်စွမ်းကိုပြသနေပါတယ်။ Electronic စစ်ပွဲနဲ့ drone တွေဟာ Ukraine ရဲ့လျှို့ဝှက်လက်နက်တွေပါ။ Ukraine ဟာ Russia ရဲ့ကာကွယ်ရေးစနစ်တွေကိုဖျက်ချော်ဖို့အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုနေပါတယ်။ drone တွေက Russia radar တွေကိုလှည့်စားပြီး fiber optic နည်းပညာသုံး drone တွေကတော့ Russia ရဲ့ electronic နှောက်ယှက်မှုတွေကိုခံနိုင်ရည်ရှိပါတယ်။ American ထောက်ပံ့တဲ့ ADM-160 drone တွေဟာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါဗျ ဒီ drone တွေဟာရုရှားရဲ့ S300 နဲ့ S400 လေကာစနစ်တွေကိုလှည့်စားပြီးတံမိုးကြီးဒုံးကြီးတွေကိုအလဟသက်ဖြုံးတီးစေပါတယ်။ယူကရိန်းတပ်တွေဟာအလွန်ကျွမ်းကျင်သောမောင်းနှင်နိုင်တဲ့ FPV drone တွေကိုလေကြောင်းထိန်းချုပ်ရေးအတွက်အသုံးပြုနေပါတယ်။ဒီ drone တွေဟာရုရှားရဲ့စစ်မြေပြင်မျက်လုံးတွေဖြစ်တဲ့စူဇန်ရေး drone တွေကိုခြေမုံဖို့တွဲဘက်တိုက်ခိုက်မှုဗျူဟာတွေကိုတုံးနေပါတယ်။မကြသေးခင်ကဖမ်းယူရရှိတဲ့ဗီဒီယိုတစ်ခုမှာ ယူကရိန်း FPV drone နှစ်စီးဟာအောက်ဘက်ကနေချင်းကပ်ပြီးရုရှားစူးကမ်းရေး drone တွေတစ်စီးကိုဖျက်ဆီးနေတာကို တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဟာရုရှားတပ်တွေရဲ့စစ်မြေပြင်အမြင်အာရုံကိုဆုံးရှုံးစေပါတယ်။ရုရှားရဲ့ S300 နဲ့ S400 လေကာစနစ်တွေဟာ NATO လေယာဉ်တွေကိုကာဝယ်ဖို့ဒီဇိုင်းလုပ်ထားပြီးမဲ့ဈေးနှုန်းချိုသာပြီးရွေးရှားမှုမြန်ဆန်တဲ့ drone အုပ်စုတွေကိုကာဝယ်ဖို့အခက်တွေ့နေပါတယ်။ရုရှားမှာဒုံးကျည်အရေးအတွက်အကန့်အသတ်ရှိပြီးယူကရိန်းရဲ့ drone တစ်စီးစီကိုပစ်ချတိုင်းသူတို့ရဲ့ဒုံးကျည်တူလောင်မှုတွေပုံမှုကုန်ခန်းလာပါတယ်။ အခုဆိုရင်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေဟာရုရှားနယ်မြေတွင်းကီလိုမီတာ3000အထိဝင်ရောက်နိုင်ပြီဖြစ်ပြီးခရမလင်တောင်မလုံခြုံတော့ဘူးဆိုတာကိုပြသနေပါတယ်ပူတင်ဟာယူကရိန်းမျိုးတွေကိုဘုံကျဲနေပြီမဲ့သူ့နိုင်ငံရဲ့မိုးကောင်းကင်ကတော့ကာကွယ်မှုမရှိသလောက်ဖြစ်နေပါပြီမော်စကိုမှာဒီနေ့မနက်ကဒရုန်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးဒရုန်းတစ်စီးဟာပူတင်သွားလေရှိတဲ့ခရမလင်သွားလမ်းကြောင်းနဲ့အလွန်နီးကပ်တဲ့နေရာမှာကျဆင်းခဲ့ပါတယ် ရုရှားမှာဒရုန်းတိုက်ခိုက်မှုတွေပုံမများပြနေပြီးလေကြောင်းကာကွယ်ရေးအထူးထပ်ဆုံးနေရာတွေကိုတော့မလုံခြုံတော့ဘူးဆိုတာကိုသက်သေပြနေပါဗျ။မော်စကိုမြို့နယ်မော်စကိုဒေသကိုလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့အပြည့်အဝကာကွယ်ထားနိုင်ခြင်းမရှိသေးပါဘူး။ရေနံတူလောင်ရုံတွေနဲ့ရေနံချက်ဆက်ရုံတွေလည်းလုံခြုံစွာကာကွယ်နိုင်ခြင်းမရှိသေးပဲနေ့တိုင်းဒီပါတိုက်ခိုက်မှုတွေခံနေရပါဗျ။ဒီတိုက်ခိုက်မှုတွေမှာဒရုန်းရေအတွက်တိုးလာရုံသာမကအသစ်ထွက်ရှိလာတဲ့ဒရုန်းမျိုးစားတွေပါအုံပြနေတယ်လို့ယုံကြည်စရာအကြောင်းတွေရှိနေပါတယ်။အထူးသဖြင့်ဒုံးပြန်ဒရုန်းတွေပါဝင်နေပါတယ်။ ်ပူတင်ရဲ့သွာလာရာလမ်းကြောင်းဒီမှာ drone တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တဲ့အချိန်ကဗီဒီယိုဖိုင်ကိုကြည့်ရင်ဒီအချက်ကိုသိသာသွားမြင်နိုင်ပါတယ်။ယူကရိန်းဟာတစ်နှစ်ကို drone နှစ်တန်းဒီပါထုတ်လုပ်နိုင်နေပြီဖြစ်ပြီးအရေးအတွက်တာမကနီးပညာအမျိုးမျိုးနဲ့ drone တွေကိုတိုးတက်အောင်လုပ်နေပါတယ်။ Krasnodar Krain Data က Tupix ဒီနယ်ချက်စက်ရုံမှာဖြစ်ပွားခဲ့တဲ့ပေါက်ဝင်းမှုကိုကြည့်ရင်ဒါဟာတာမန် drone တိုက်ခိုက်မှုမဟုတ်ပဲပုံမှုအဆင့်မြင့်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းသိသာနိုင်ပါတယ်။ရုရှားဆိုရကဒီမီလောင်မှုကို ယူကရိန်း drone တွေကြောင့်မဟုတ်ဘူးလို့ညင်းဆိုနေပါတယ်။သူတို့ပြောတာက drone တွေအားလုံးကိုပစ်ချပြီးသွားပြီး drone ကျွင်းကြံတွေကြောင့်မီးလောင်တာလို့ဆိုပါတယ်။ဒါပေမဲ့ဗီဒီယိုနဲ့ဓာတ်ပုံတွေက မတူတဲ့အဖြစ်မှန်ကိုပြသနေပါတယ်။ရုရှားအစိုးရကလိန်ညာနေရတဲ့အကြောင်းရင်းကသူတို့နိုင်ငံသားတွေကိုစစ်အနေနဲ့မရှိဘူးလို့ယုံကြည်စေချင်လို့ပါ။ပူတင်ရဲ့စစ်စင်ရေးစတင်ကလေးကရုရှားမျိုးတွေမှာ drone တိုက်ခိုက်မှုတွေစတင်ခံခဲ့ရပါတယ်။ပူတင်ကရုရှားလုံခြုံရေးအတွက်ဒီစစ်ကိုစတင်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းမှာတော့ရုရှားကပိုမလုံခြုံတော့ပဲစီးပွားရေးကလည်းဆုတ်ယုံနေပါဗျ။ BBC သတင်းတောက် Steve Rosenberg က2023ခုနှစ်ဒီဇင်ဘာလမှာပူတင်ကိုဒီစစ်စင်ရေးစတင်ပြီးနောက်ရုရှားဟာအရင်ကထက်ပိုမလုံခြုံတော့ဘူးလားလို့မေးမြန်းခဲ့ပါတယ်။ပူတင်ကဒီမေးခွန်းကိုရှောင်ပြီး Boris Yeltsin က25နှစ်ကြာပြီးနောက်ရုရှားကိုငါဂရုစိုက်ခဲ့တယ်လို့ပဲဖြေခဲ့ပါတယ်။တကယ်တော့နေတိုးနယ်နိမိတ်ဟာရုရှားနဲ့ပိုနီးကပ်လာပြီးရုရှားရဲ့ဆုံးရှုံးမှုတွေကလည်းပိုများလာနေပါတယ်။ပူတင်အတွက်ကတော့ရုရှားပြည်သူတွေကိုအမှန်တရားကိုဖုံးကွယ်ဖို့မလွယ်ဘူးတော့ပါဘူး။ ဘာလို့လဲဆိုတော့ယူကရိန်းကနေ့တိုင်းရုရှားအတွင်းပိုင်းကိုတိုက်ခိုက်နေလို့ပါယူကရိန်းရဲ့ drone လုပ်ငန်းဟာရုရှားတားဆီးနိုင်တဲ့အဆင့်ကိုကျော်လွန်သွားပြီဖြစ်ပြီးယူကရိန်း drone တွေဟာရုရှားရဲ့ခေတ်နောက်ကျပြီးဆိုဗီယက်တိုင်းလေကြောင်းကာဝေးစနစ်တွေအတွက်အလွန်အဆင့်မြင့်နေပါပြီဒါအပြင်ယူကရိန်းဟာပြစ်မှတ်ရွေးချယ်ရမှာအလွန်ပြူဟာကြပါတယ်ပူတင်ခရမလင်ကိုသွားတဲ့လမ်းကြောင်းကိုတိုက်ခိုက်တာဟာအတိအကျသတင်းစကားပေးလိုက်တာပါနောက်ထပ်ဥပမာတစ်ခုကရေနံတူလောင်ယုံနဲ့ရေနံချက်ဆက်ယုံတွေကိုတိုက်ခိုက်တာပါဒါဟာရုရှားစီးပွားရေးကိုထိခိုက်စေပြီး စစ်အားထုတ်မှုတွေကိုလည်းထိခိုက်စေပါတယ်။ဒါ့အပြင်တိုက်ခိုက်မှုအပြီးမီးတွေကရပ်ပေါင်းများစွာဆက်လောင်နေတတ်တာကလည်းရုရှားပြည်သူတွေကိုပူတင်ဟာရုရှားစီးပွားရေးကိုဖျက်ဆီးနေသူဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိနေတဲ့အချက်ပါပဲ။စစ်ဟာရုရှားအတွက်ပြန်ရောက်လာနေပါပြီ။ယူကရိန်းဟာမနေ့ညကရုရှားရဲ့ရေနံချက်စက်ရုံတွေကိုသာမကဒရုန်းထုတ်လုပ်ရေးစက်ရုံတစ်ခုကိုပါပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ရုရှားမီဒီယာတွေကကာလူဂါဒေတာကအော့ပ်ကိုဗိုမှာမီးကြီးလောင်နေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုရှားစက်ရုံတစ်ခုမှာ drone ထုတ်လို့ရေးစက်ရုံကိုဟွက်ထားပြီး drone တိုက်ခိုက်မှုပြီးမှာတော့ဒီရုရှား drone တွေဟာယူကရိန်းတွေကိုထပ်မတိုက်ခိုက်နိုင်တော့ပါဘူး Voronox ဒေသမှာလည်းဂျင်နယ်နဲ့တပ်ငွေအခြေခံအဆောက်အုံတွေကို drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ် Rostov on Don မှာလည်း Kaliningrad ဓာတ်ငွေစုပ်စက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်ယူကရိန်းဟာရုရှားဂျင်တဲ့လုပ်ငန်းကိုထိခိုက်စေတဲ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်တို့အားလုံးမြင်ခဲ့ရပါတယ်။ရုရှားဟာသူ့စွမ်းအင်လုပ်ငန်းပေါ်မှာအလွန်မှီခိုနေရပါတယ်။ ဒါပေမဲ့ဒီပြောစရာကောင်းတဲ့အလုပ်ကိုယူကရိန်းတခုတည်းမလုပ်မနေပါဘူး။တမရထရမ့်ပါဝင်လာပါပြီ။တမရထရမ့်အုပ်ချုပ်ရေးအဖွဲ့ဟာရုရှားရဲ့အမေရိကန်ငွေပေးချေမှုစနစ်ကိုအသုံးပြုခွင့်ကိုပုံမကန့်တက်လိုက်ပါတယ်။ဇန်နဝါရီလတုန်းကတမရဘိုင်ဒန်ကပိတ်ဆို့ခံရတဲ့ရုရှားဗန်တွေကနေစွန့်ရင်လွှတ်ပြောင်းမှုတချို့ကိုဆက်လက်လှုပ်ဆောင်ဝင်ပြုဖို့60ရက်ခွင့်ပြုပေးခဲ့ပါတယ်။အခုအဲရီခွင်ကကုံဆုံးသွားပြီဖြစ်လို့ရုရှားဗန်တွေဟာအမေရိကန်ငွေပေးချေမှုစနစ်ကိုအသုံးပြုပြီးအ धिक စွန့်ရင်လွှဲပြောင်းမှုတွေတော့လုံဆောင်လို့မရတော့ပါဘူး။ ဒါဟာအခြားနိုင်ငံတွေအတွက်ရုရှားရင်နံဝယ်ယူဖို့ပုံမခက်ခဲစေပြီးအခုပဲအကျိုးသက်ရောက်မှုစတင်နေပါပြီ။တရုတ်နိုင်ငံပိုင်းရင်နံကုမ္ပဏီနှစ်ခုကရုရှားရင်နံဝယ်ယူမှုကိုရပ်ဆိုင်းလိုက်ပြီးနောက်ထပ်နှစ်ခုကလည်းဝယ်ယူမှုပမာဏကိုလျှော့ချလိုက်ပါပြီ။သူတို့ဟာအမေရိကန်ရဲ့ရုရှားပိတ်ဆို့မှုများနဲ့ကိုက်ညီမှုရှိမရှိအကဲဖြတ်နေကြပါတယ်။ရုရှားစစ်စကန် Angels 2ရဲ့ဂျိုဒူးတပ်ပုံမှာယူကရိန်းရဲ့တိုက်ခိုက်မှုအပြီးအခြေအနေကိုတွေ့နိုင်ပါတယ်။ဒီစစ်စကန်မှာရုရှားကဒေါ်လာတန်းနဲ့ချီတန်းတဲ့ဘုံကျဲလင်းရင်တွေလက်နက်တွေခဲယမ်းတွေကိုတူလောင်ထားပါတယ်။ တိုက်ခိုက်ခံရခင်နဲ့တိုက်ခိုက်ခံရပြီးဓာတ်ပုံနှစ်ပုံကိုနှိုင်းရှင်ကြည့်ရင်ဒီစစ်စကန်ကပစ္စည်းများစုပျက်စီးသွားတာကိုသိတာသွားမြင်ရပါတယ်။ခရယ်61ရာခိုင်နှုန်းလုံးဝဖျက်ဆီးခံရပြီး73ရာခိုင်နှုန်းပျက်စီးမှုရှိက25ရာခိုင်နှုန်းပဲကျန်ရှိပါတော့တယ်။ဒါကြောင့်ရုရှားအနာပိုင်တအူးကဒီတိုက်ခိုက်မှုကိုတမိုင်းတစ်လျှောက်အကြီးမားဆုံး drone တိုက်ခိုက်မှုလို့သတ်မှတ်ခဲ့တာပါ။ဒါပေမဲ့ဒီစစ်စကန်ကကောင်းကောင်းကာကွယ်ထားတယ်ဆိုတာသိထားပါတယ်။ရုရှားကတန်ဖိုးကြီးပစ္စည်းတွေသိမ်းသိထားတဲ့အတွက်လေကြောင်းကာကွယ်ရေးစနစ်မျိုးစုံတပ်ဆင်ထားတယ်။ ဒါဆိုယူကရိန်း drone တွေဘယ်လိုဖျက်ချော်နိုင်ကြတာလဲဒီမှာယူကရိန်းရဲ့ဗျူဟာတွေကစိတ်ဝင်စားစရာကောင်းပါတယ်သူတို့ကရုရှားရဲ့လေကြောင်းကာဝယ်ရုပ်ကိုအာယုံပြောင်းစေဖို့ drone တွေနဲ့လှည့်စားတယ် drone တွေကိုလမ်းကြောင်းပြောင်းနိုင်အောင်အတားအဆီးကျော်နိုင်အောင် program ထည့်ထားတယ်ရုရှားရဲ့လျှက်စစ်စစ်ပွဲစနစ်တွေကိုရှောင်ရှားနိုင်အောင်နှီးပညာသုံးထားတယ်မကြသေးခင်ကပဲယူကရိန်းကမော်စကိုမြို့ကို drone 300နဲ့တိုက်ခိုက်ခဲ့ပြီးအများအပြားကကာဝယ်ရေးစနစ်ကိုရှောင်နိုင်ခဲ့တယ်ရုရှားရဲ့အားကိုးရာလေကြောင်းကာဝယ်ရေးတွေတောင်ယူကရိန်းရဲ့ဖန်တီးမှုတွေကိုမတားဆီးနိုင်ဘူး ဒါဟာတမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ယူကရိန်းကမဟာဗျူဟာမြောက်ပြင်ပတ်တွေကိုရန်သူနယ်မြေတွင်းမှာဒရုန်းတွေနဲ့စနစ်တကျဖျက်ဆီးခဲ့တဲ့အခြေအနေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။